ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ရဲ့ Captain ဖြစ်တဲ့ Bruno Fernandes ကတော့ Matthias Cunha Manchester United မှာဖိအားတွေယော်ရီအသင်းမှာအမြဲတမ်းအထိုင်ကျဖို့အရင်နဲ့ပတ်သက်ပြီးတော့အနီးကကူညီနေတဲ့ကစားမတယောက်ဖြစ်တယ်ဆိုပြီးတော့ The Sun ကကျွန်တော်ဖော်ပြလာတယ်။ဆိုတော့ United ရဲ့ဘောနော်ဒီတာဝန်ရှိသူတွေ United နဲ့နီးစပ်တဲ့သူတွေရဲ့ပြောပုံအရဆိုရင် Matthias Cunha United ကစားမတယောက်ဖြစ်လာပြီးတဲ့နောက်ကြုံတွေ့လာရတဲ့ pressure တွေနဲ့ပတ်သက်လို့ဘောနော်ရော့ကြဖို့အရေး Bruno ဟာအနိကက်ကူညီနေတယ်ပေါ့ဗျာဒီကစားမနှစ်ယောက်က training session တွေမှာလည်းအပူ training session တွေအတူတူလုပ်လုပ်လေးရှိကြတယ်လို့ထားပါတော့ set piece တွေမှာတောင်းယူတာမျိုးတွေเนาะ free kicks တွေလေ့ကျင့်တာမျိုးတွေဒါမျိုးတွေအကုန်အတူတူလေ့ကျင့်ငယ်နေလုပ်လျက်ရှိတယ်ပေါ့ Bruno Fernandes ကတော့ Matthias Cunha အနေနဲ့ ဒီ emotion mind ပတ်ပြတ်ပြီးတော့ emotion mind နဲ့ပတ်သက်ပြီးတော့ထိန်းချုပ်နိုင်ရေးပို့ပြီးတော့ဗောနော confidence တွေဘာတွေကောင်းလာရေးဒါအပြင်ကျွန်တော်တို့ injury ပြဿနာသူကြုံသွားရတဲ့အတော်တွင်မှာစိတ်ပျက်စရာတွေကြုံလာတဲ့အခါပြန်ပြီးတော့အဆင်ပြေလာရင်းနဲ့ပတ်သက်လို့ Bruno Fernandes ကအနီးကပ်ကူညီနေတယ်ပေါ့လေဆိုတော့ဒါမျိုးတွေကျွန်တော်တို့ထွက်လာတယ်ဆိုတော့တွေးကြည့်ရရင်ဒါကအများကြီးအများကြီးကောင်းတဲ့အနေအထားပါဘာလို့လဲဆိုတော့ဟိုကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောသလိုပဲ Amorin ရဲ့လက်အောက်မှာ Amorin က ဟိုကစားမားတွေတယောက်ချင်းပေါ့နော်အကုန်အစဉ်ပြေးကြီးပြီးလို့ရှိရင်ဒီအသင်းအဖွဲ့လိုက်ဟို group လိုက်အစဉ်ပြေးကြီးကိုကျွန်တော်ဒါတယောက်နဲ့တယောက်ဒီလိုမျိုးဖိမားဖို့ ਨੇ ပတ်သက်ပြီးတော့သူအကောင်းဆုံးဒီပြင်ဆင်ထားတာဗျာနော်အသင်းမှာရှိတဲ့ပဝန်ကျင်တွေကိုပြောင်းလဲဖို့သူကြိုးပမ်းနေကစားမားတွေရဲ့ပေါ့နော်ကျွန်တော်ဒါ character ဘိုင်းဆန်ရည်အားကောင်းဖို့ကိုပဲသူဦးစားပေးပြီးတော့သူလုပ်တယ်ဆိုတော့အခုဆိုလို့ရှိရင်ဒီလိုခက်ခဲနေပါလေဆိုတဲ့ကစားမားတွေအရေးကြီးတဲ့ကစားမားတွေအတွက်ဆိုလို့ရှိရင်ဒီလိုအထောက်အကူတွေရရှိမှကျွန်တော်ဖြစ်မှာ။ဟိုဘင်ဂျမင်ရှက်ကူပြောသလိုပဲ သူအတင်းကိုရောက်လာတော့ကအတင်းကိုအမြန်ထိုင်ကြဖို့နဲ့ပတ်သက်လို့ဗောနော်။ကုညီခဲ့တဲ့ exam မှာဒီကိုဒါလို့လို့ပါလို့ဆိုလို့ရှိရင်ထိတ်ဆုံးကပါတယ်ဆိုတဲ့ပုံစံမျိုးတွေပြောထားတာ။ဆိုတော့ကုညာဆိုလို့ရှိရင်ပူဆိုးတယ်ပူဆိုးတယ်ဆိုတာဘယ်လိုလဲဆိုတော့အာကျွန်တော်တို့ performance ကတော့ကောင်းနေတာပဲကျွန်တော်တို့ပြည်သက်ဒီထဲမှာဆိုလို့ရှိရင်ကုညာနဲ့ပတ်သက်လို့တွေ့နေရတာတကယ်ကောင်းတဲ့ performance တွေပါတယ်ကျွန်တော်အများကြီးပြထားတယ်။ twin go တွေဖန်တီးမှုတွေမလုံနိုင်သေးရင်တောင်းမှဗောနော်။ကုညာရဲ့ performance ကကျွန်တော်တို့အတွက်မြင်သာစေတယ်ဗောဗျာ။ဆိုတော့ဒါပေမဲ့လို့ဟို type 6 exam တစ်ယောက်စီတွေတဲ့ twin go တွေဖန်တီးမှုတွေနဲ့ jazz လောက်ကြတဲ့ခင်မျိုးမှာဟိုကုညာလည်းပဲဒီလိုမျိုးကိုးပါဝင်ပတ်သက်မှုဆိုတာရှိကျင်တာပဲပြဿနာကပွဲစဉ်၈လောက်ထိကိုသူ့မှာခြေစွမ်းကောင်းပြီးတော့ဘာ twin ကိုဘာဖန်တီးမှုမှမရှိဘဲနဲ့ဖျက်ဆန်းခဲ့ရတာအဲ့ဒီတည်းမှာကံမကောင်းစွာနဲ့ပဲသူဘန်လီနဲ့ပွဲမှာ injury ပြဿနာကျုံသွားတယ်ကျုံသွားတော့သူ့အတွက်စိတ်ပျက်စရာဖြစ်ရတယ်ဘာလို့ဒီလိုကာလတွေမှာဆိုရင်စဉ်းစားကြည့်ဗျာအသင်းကိုမျှော်လင့်ချက်အကြီးကြီးနဲ့ရောက်လာတဲ့ကစားမတယောက်ဖြစ်တယ် တော့တိုက်စစ်မှာပေါ့နော်ဒါကုညာတို့ဗာလဲအမ်မူမူတို့ကိုးရနေပြီနော်ပြီးလို့ရှိရင်ရှက်ချူတို့ကိုးရနေပြီပေါ့ဒီလိုအခြေအနေမျိုးတွေမှာကုညာလိုကစားမကအတင်းကိုအစောဆုံးရောက်လာတဲ့ player တစ်ယောက်လည်းဖြစ်တဲ့ຫນွေမှာပြီးရင်သူကိုယ်တိုင်ကလည်းကိုးပါဝင်ပတ်သက်မှုမရှိသေးသလိုအခုဆိုလို့ရှိရင်ဆက်ရထက်တဲ့တန်တန်ကစားနေပါလေဆိုမှ injury ပါလေကြုံသွားတယ်ဆိုတော့ကစားမတစ်ယောက်ကြုံရမယ်ပေါ့နော် PR တွေနော်ပြီးလို့ရှိရင် emotion မိုင်းဆိုင်ရာတွေမှာဆိုလို့ရှိရင်တော်တော်လေးကိုတိုင်ပတ်စီမြာဒါတွေကို ဖာနန်ဒက်စ်ကတော့သူဒီသင်းကိုဖျက်တမ်းလာတာကြာပြီဆိုတော့ဗောနော်ဒီကုညာဒီလိုအချင်းကြီးစိုးတွေเนาะခက်ခဲတဲ့အနေအထားတွေကိုအကောင်းဆုံးဖျက်တမ်းနိုင်မှုအတွက်အကူညီတွေပါတွေပေးတယ်ဆိုတာကကောင်းတဲ့တစ်ချက်ပဲအမိုရင်ပြောသလိုပဲကျွန်တော်တို့အနေနဲ့ဒီအသင်းမှာကတယောက်နဲ့တယောက်ကျွန်တော်အထောက်အကူပေးပြီးတော့ကျွန်တော်တို့ဒါပံ့ပိုးမှုတွေကျွန်တော်ပေးနိုင်မှာကျွန်တော်ရမှာအသင်းဟာကျွန်တော်ပြိုင်ပွဲဆိုအများကြီးမကစားနေရပါဘူးဆိုတော့အသင်းမှာပွဲကစားခွင့်နေတဲ့ကစားမားတွေယူရီပြည်ထနာကြုံနေကစားမားတွေခြေသွမ်းမပြနေတဲ့ကစားမားတွေဆိုတာမျိုးပါကြုံလာမှာ အဲ့တော့ဒါမျိုးကိုကျွန်တော်ကအချင်းချင်းဖေးမဖို့ကျွန်တော်လိုတာဒါကြောင့်ဖာနန်ဒက်စ်ကတော့ဟိုဘယ်လိုပြောမလဲမတ်တီးစ်ကွန်ညာနဲ့ပတ်သက်ပြီးတော့အနီးကပ်ဒါကူညီပေးနေတာတွေကျွန်တော်ရှိနေတယ်ပေါ့နော်အများကြီးကောင်းနေတဲ့ဒီမှာကျွန်တော်ကတော့ဟိုရှေ့ဆက်ပြီးတော့ပေါ့နော်ကူညာတို့ဘာတို့ကတော့အများကြီးကောင်းလာတော့မယ်လို့ကျွန်တော်ထင်တယ်သူတပြင်ဟိုအသင်းကပေါ့နော်အသင်းလိုက်ပေါ်ဖော်မန့်စ်တွေကလည်းပို့ပြီးတော့ကောင်းလာပြီဗျာဒီလားတဲ့တဝူးချင်းစွန်းဆောင်ရီတွေကလည်းပို့ပြီးတော့အဆင်ပြေလာပြီ။နော်အဆင်ပြေလာတဲ့ပြင်ခုနကပြောလို့ရက်လက်တွေကကောင်းလာနေဆိုတဲ့အနေအထားမှာကစားမားတွေရဲ့ confidence တွေပိုရှိလာမှာပဲ နော်ဟိုအဘူမူတို့ကောင်းနေတယ်ရှက်ကူတို့အထိုင်ကျလာပြီးမတီးစ်ကွန်ညာကကောင်းနေသေးကိုမှသူ့အတွက်လိုအပ်တယ်ဆိုတော့ဘိုးပေါဝင်ပတ်သက်မှုလေးတွေကိုသူဖန်တီးနိုင်လာပြီးဒါတွေကအများကြီးကောင်းတဲ့အရာတွေ။ဒါကျွန်တော်ခြုံကြည့်မယ်ဆိုလို့ရှိရင် United ဘက်ပေါ့နော်။ဒီလိုမျိုးဒီတယောက်နဲ့တယောက်ကူညီနေတယ်ဆိုတဲ့အရာမျိုးတွေကအများကြီးကောင်းတဲ့နေထားလို့ကျွန်တော်ထင်နေဆိုတော့ရှေ့ဆက်ပြီးတော့ကူညာစီကနေပြီးတော့တကယ်ကောင်းတဲ့ performance တွေတွေ့ရဖို့ကျွန်တော်မျှော်လင့်တယ်။ဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲ။မတီးစ်ကွန်ညာကတော့ဒီ international sorry ဗာလဲဟွာမှာ အာဖဂန်ကက်တီဘာတွေပေါ့နော်သူတို့ကန်ရပြီဆိုရင်အန်ဘူမိုတို့အာမက်တို့မရှိတဲ့အချိန်မှာအတင်းရတိုက်စစ်မှာကုညာဟာအများကြီးအရေးပါလာမယ့်ကစားသမားပါအများကြီးအရေးပါလာမယ့်ကစားသမားပါနော်ဆိုတော့ညီကတို့ရောဘယ်လိုမြင်ရလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများပါတယ်